ားလုံးပဲမြင်လာပါခင်ဗျာဝင်းပေါ်ပေါ် channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်အခုပဲမနေ့ညကရှေ့ပိုင်းကစားကြတဲ့ Champion League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Atletico Madrid ရဲ့ပွဲပြီးသုံးသချက်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင် Arsenal က၄ဂိုးဂိုးမရှိဆိုတော့ရလန်နဲ့တကယ်ကို perfect game ကစားပြသွားခဲ့ပြီးအနိုင်ရရှိခဲ့တာပါဒီနိုင်ဝဲနဲ့ပတ်သက်ပြီးကျွန်တော်ဘာသာတွေ့ရလဲဆိုတော့လက်ရှိ Mickey Arteta ရဲ့ Arsenal တင်းကဥရောပမှာအဆင့်တစ်ခုရောက်နေပြီဆိုတဲ့အကြောင်းဒီနိုင်ပွဲကတက်တည်ပြလိုက်တာပဲ စဉ်းစားကြည့်ဗျာဒီအတလက်တီကိုမတ်ရစ်လိုအသင်းကိုလေးကိုကုန်မရှိနဲ့နိုင်ဖို့ဆိုတာဘယ်အသင်းမှမလွယ်ဘူးရအမှန်တိုင်းပြောရရင်ဘာလို့လဲဆိုရင်သူတို့မှတကယ်ကိုချန်ပီယံလိအတွေ့အကြုံပြေဝတဲ့နီးပါးတယောက်ရှိတယ်ပြီးရင်ချန်ပီယံလိအတွေ့အကြုံရှိတဲ့ကစားသမားတွေရှိတယ်ဒီလိုအသင်းမျိုးကိုကျွန်တော်တို့ဒီလေးကိုကုန်မရှိနဲ့တကယ်ကိုပါဖက်ဂိမ်းကစားပြသွားခဲ့ပြီးကျွန်တော်တို့အနိုင်ရရှိခဲ့တယ်ဂိမ်းချောင်းစပြီးပြောရမယ်ဆိုရင်ဒီပထမပိုင်းမှာဆိုကျွန်တော်တို့ဖူးဘက်တွေရဲ့ overlap run နေတဲ့အတူအကောင်းဆုံး ိုက်စစ်စင်ကစားနိုင်ခဲ့တာကိုတွေ့ရတယ်အထူးသဖြင့်ဒီပူကာယိုဆာကာနဲ့ဂျူရီယန်တင်းမားအတွဲကအက်လက်တီကိုမက်ဒရစ်ရဲ့နောက်တန်းကိုအကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့တယ်အက်လက်တီကိုမက်ဒရစ်ရဲ့ဂိမ်းပလန်ကတော့ရှင်းတယ်ဗျသူတို့ရဲ့ဂိမ်းပလန်ကဘာလဲဆိုရင်ဒီကျွန်တော်တို့ရဲ့ဒီ creative player တွေရဲ့ space တွေကိုအကောင်းဆုံး limit လုပ်ဖို့တဲ့သူတို့ low block ကိုအထူးပြင်ဆင်လာခဲ့တယ်ပြီးရင်သူတို့ကိုရဖို့အတွက်ဆိုရင်သူတို့အနေနဲ့ဒီ counter attack ကိုပဲဦးတည်ပြီး ကစားသွားခဲ့တာကိုတွေ့ရတယ်သူတို့ဘောလုံးရတဲ့အခြေတိုင်းအချိန်တိုင်းပါဆိုရင်များသူတို့ဒီ Julian Alvarez ရဲ့ခြေထဲကိုပဲဘောလုံးအမြဲတမ်းပေးပို့တယ်ဒါကဘာလဲဆိုရင်သူတို့ counter attack ကနေပြီးတော့သူတို့ကိုရဖို့အတွက်ကြိုးစားခဲ့တယ်ဒါပေမဲ့ဟိုပထမပိုင်းမှာဆို Atletico Madrid အနေနဲ့အခွင့်အရေးဟိုဘာဆိုဘာမှဟိုမရသလောက်ရှိခဲ့တယ်ဒါကဘာလဲဆိုရင်ကျွန်တော်တို့အင်းရဲ့ခံစစ်ဟိုတော်တော်ကောင်းတယ်ပြီးရင်ဒုတိယပိုင်းမှာဆိုလည်းဒီကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီတိုက်စစ်ကပို့ပြီးတော့ ဟို effective ဖြစ်လာတယ်လို့ပြောလို့ရတယ်သူတပြင်းဒီ beta yogurt ရဲ့ဒီ yoga တွေနဲ့သူကျွန်တော်တို့တောင်ပန်းတွေမှာ space တွေရလာတယ်အဲ့ space တွေကနေစင်ကျွန်တော်တို့ဒီ minute 50ကြောင်းမှာဒီ marinade ရဲ့ run ကနေစင်ကျွန်တော်တို့ form မောရတယ်အဲ့ form မောကနေဒီ declan rice အကောင်းဆုံး cross town တာကိုဒီ curry ရဲ့အဆုံးသက်ပြီးတော့ဒီ arsenal တဲ့ဥဆောင်ကိုတွင်းယူပေးခဲ့တယ်ဒီဥဆောင်ကိုတွင်းပြီးတော့ဘာမှကြာမှာပဲဒီ my lewis kelly ရဲ့ဒီ meter သက်ဆောင်ကနေ dribble လုပ်ပြီးဒီဆွဲပြေးပြီးဒီ အေရီယာထိုင်တန်းမှာရှိရဲ့မာတီနယ်လီကိုချပေးရတယ်မာတီနယ်လီကနေ cover လုပ်ပြီးတော့အကောင်းဆုံးကန်သွင်းပြီးအာဆင်နယ်အတွက်ဒုတိယဦးဆောင်ကိုတွင်းပေးခဲ့တယ်ဒီကိုမှာဆိုရင်ဒီမိုင်းလူးစ်ကယ်လီရဲ့ triple ကတကယ်ကိုဟိုချီးကျူးကျင်စရာကောင်းတယ်သူအနေနဲ့ဒီလိုမျိုးလှုပ်ပြခဲ့တာအတလတီကိုမတ်တစ်နဲ့ပွဲစဉ်မှာမဟုတ်ဘူးပြီးခဲ့တဲ့ဒီနှစ်ကဆိုရင်ဒီရီယယ်မက်ဒရစ်နဲ့ပွဲစဉ်မှာဆိုလေဒီလိုမျိုးတွေသူ့အနေနဲ့အချိန်ချင်းလှုပ်ပြလိမ့်ရှိတယ်သူ့အနေနဲ့ဟိုတိုက်စစ်ပိုင်းကစားတာကမိုင်းလူးစ်ကယ်လီကမစိုးဘူးလို့ပြောလို့ရတယ်သူ့အနေနဲ့ဒီ အနေငယ်ဟိုတခါတည်းရန် display ဘိုင်းအားနည်းမှုတွေကြောင်းတာသူ့အနေနဲ့ခုနောက်ပိုင်းဟို color theory ရဲ့နောက်မှာဟိုရှိနေတယ်လို့ပြောလို့ရတယ်ဒါဘာပဲပြောပြော minus scale နေနဲ့ဟိုပွဲကစားရတယ်ဆိုတာလဲဒါအတိုင်းအတာတစ်ခုထိတော့ဟိုစိတ်ကျင်နေဆရာကောင်းတာပေါ့ဘာပဲပြောပြောဟိုပထမတစ်ယောက်အနေနဲ့ပွဲကစားရရင် အနေငယ်တော့ဟိုပွဲနဲ့တော့မစိမ်းတော့ဘူးဗျာဟိုသူ့အနေနဲ့လဲဟိုခြေစမ်းကောင်းရဖို့အတွက်နောက်ပွဲတွေမှာဆက်ပြီးတော့ကြိုးစားအောင်မယ်လို့ထင်တယ်ဒီဒီကို ပြီးတဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီဘာမှမကြောက်ဘူးဗျနောက်ထပ်တတိယဥဆောင်ကိုမှဆိုတဲ့ဒီဒါကတော့ဟိုမာရီနယ်လီရဲ့ဟို cross ကနေတစ်ဆင့်ဒီအဇေးကဒီလန့်ကန်နေလုံးဘလော့လောက်သွားနေစင်ဒီဘီတာယောဂရက်စီကြောက်ပြီးတော့ဒီကိုကဟိုဘီတာယောဂရက်ကနေပြီးတော့ဒီကန်သွင်းရမှာ Atletico Madrid ရဲ့နောက်တန်းနဲ့ develop ဖြစ်ပြီးတော့ခိုးသွားတယ်ဒီကိုမှဆိုရင်တို့ Arsenal ကစားသမားတွေစီမှာကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ဟိုတို့စီမှာဟိုဘီတာယောဂရက်ကိုခိုးသွင်းစေခြင်းနဲ့ အပြုံးနေကိုကျွန်တော်တို့မြင်ရတယ်သူသဖြင့်ဒီအောင်ဝဲခံတဲ့နေရာမှာဆိုရင်ဘီတာယောဂရက်ကိုဟိုပရိသတ်တွေနဲ့တသားတည်းဖြစ်အောင်ဒီဒီကလာရိုက်ဆိုရင်ဟိုဒီဘီတာယောဂရက်ကိုဟိုပရိသတ်တွေပဲတွန်းပို့ပြီးအောင်ဝဲခံခိုင်းတဲ့ပုံကိုကျွန်တော်တွေ့ခဲ့ရတယ်ဒါပါလဲဆိုတော့ဒီအာဆင်နယ်အသင်းသားရင်းနဲ့ဘီတာယောဂရက်ပေါ်မှာဟိုဘလောက်ဂိုးသွင်းစေချင်လဲဆိုတဲ့စိတ်ထားကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ဒီကိုတွင်းပြီးတော့ဟိုဘာမှမကြောက်ဘူးပြတ်ထပ်ပြီးတော့ဒီစလုတ်တာဦးဆောင်ကိုမှဆိုရင်လည်းဒီသုံးတန်တိုင်းကျွန်တော်တို့ဒီဆက်ပီးကနေတစ်ဆင့်ဒီ ဒါရီရဲ့ကောင်းတိုက်ချအနေနဲ့ဆိုရင်ဒီလုံးကတော့အမှန်တိုင်းပြောရင်ဒီဘီတာယောကရက်ရဲ့နေရာယူပုံနဲ့အမှန်တော့ဂိုးလက်ပဲဗျဟုတ်ဒီဂိုးလက်အနေငယ်ကောင်းမှုနဲ့တူကျွန်တော်တို့တတိယစလုတ်တော်ဥဆောင်ကိုတွင်းပေးခဲ့တယ်ဒီလေးဂိုးကုန်ရှိဟိုဖြစ်သွားသည့်တိုင်အောင်ကျွန်တော်တို့တင်းရဲ့ခံစစ်ကအနေငယ်ဟို concentration ကျဆင်းသွားခြင်းမရှိဘူးကျွန်တော်တို့ဟိုကလင်းရှိရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ဒီပွဲတစ်ပွဲလုံးကိုကစားသွားခဲ့တယ်ဒါကိုလည်းကျွန်တော်တို့ဒီပွဲမှာဆိုရင်ကျွန်တော်တို့အတင်းရဲ့ ိုခံစစ်ကစားသမားတွေအားလုံးကိုကျွန်တော်တို့ချီးကျူးပါမယ်ဒီဘက်မှာပိုပြီးစိတ်ကျဉ်နေဆရာကောင်းတာကတော့ဘီတာယောက်ခရက်ပေါ့ဘီတာယောက်ခရက်ဒီဘက်မှာနှစ်ကိုးသွင်းလိုက်တယ်မန်တော့တံပဲရတယ်ဒါဘာပဲပြောပြောသူ့အတွက်တော့ဟိုယုံကြည်မှုတစ်ခုကတိုင်းတာတစ်ခုရလာတယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့ဟိုဒီနိုင်ပွဲဟာဟိုအာဆင်နယ်အတွက်တော့ဟိုလက်ရှိဒီဥရောပပြိုင်ပွဲမှာဆိုရင်ဒီအဆင့်တစ်ခုပြသနေပြီဆိုတဲ့အကြောင်းပေါ်ပြလိုက်တဲ့နိုင်ဝဲဖြစ်ပါတယ် ဒါကတော့ Arsenal 4 Atletico Madrid နေဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ